်ဘယ်အရာတွေကစိတ်ရဲ့အညစ်အကြေးတွေလဲဆိုတာကိုသိအောင်လုပ်ဖို့လိုတာပေါ့နော်အဲ့ဒါကိုဘယ်တရားတွေကစိတ်ရဲ့အညစ်အကြေးတွေလဲလို့ဆိုအဘိဓမ္မာမှာစိတ်ရဲ့အညစ်အကြေးဆိုပြီးတော့14မျိုးဆိုတာဖော်ပြထားတာရှိတယ်အဲ့14မျိုးကဘာတွေလဲလို့ဆိုရင်မောဟဆိုတဲ့အမှန်မသိမှုအဲ့ဒီအမှန်မသိတာလဲစိတ်ရဲ့အညစ်အကြေးတစ်ခုပဲ သူ့ကိုဘာနဲ့စေကြောမလဲပညာနဲ့ပဲစေကြောလို့ရအဲ့တော့မသိရင်သိအောင်လုပ်ပေါ့ဒါသူ့နည်းနဲ့သူပဲလေမသိရင်သိအောင်လုပ်တယ်အဲ့တော့သိအောင်လုပ်တာဘယ်လိုလုပ်အောင်အခုလိုတရားပွဲတွေမှာတရားနာတယ်ဓမ္မစာပေတွေဖတ်ရှုတယ်တရားနာတယ်ဟောဒါတွေကမသိလို့ရှင်သိသွားပေါ့နောက်တစ်ခါသိတဲ့ပုဂ္ဂိုလ်မေးတယ်မြန်တယ်ဆိုဟောမသိတာတွေသိသွားတယ် ဒါဆေးကြောတာပဲနော်သူနီးနဲ့သူဆေးကြောနောက်တစ်ခုကဘာလို့ဆိုအာဟိရိကနဲ့အနတ္တပါအကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့မရှက်ဘူးအကုသိုလ်ကိုမယုံဘူးအကုသိုလ်ကိုမကြောက်ဘူးမယုံမကြောက်မရှက်မကြောက်ဒီစိတ်ဓာတ်တွေရှိနေအဲ့ဒီစိတ်ဓာတ်တွေရှိနေလက်ရဲဆယ်ရဲအကုသိုလ်အလုပ်တွေကိုလှုပ်ချင်တဲ့စိတ်ဓာတ်တွေ ရှိနေသမျှကလပတ်လုံးစိတ်ဟာအကုသိုလ်တွေနဲ့လွန်ထုံသွားနိုင်တယ်။ဒါကြောင့်မို့အဟိရိကအနုတ္တပအဆက်အကြောင်းကင်းမဲ့တယ်ဆိုတဲ့ဒီသဘာဝတရားနှစ်ခုကိုဘာနဲ့ဆေးကြောမလဲဆိုဟိရိအကုသိုလ်တွေကရှက်ရမယ်အကုသိုလ်တွေကိုယွံမှုကြိုးစားမယ်ဩတ္တပအကုသိုလ်တွေကကြောက်တယ်တဲ့ဟောရှက်ချင်းကြောက်ချင်းဆိုတဲ့သဘာဝနဲ့ပြန်ပြီးတော့ဆေးကြောလိုက်လို့ရှိရင် အဲ့ဒီစိတ်ရဲ့အငြိကြီးတစ်ခုကနှစ်ခုဟာလည်းပြောင်းသွားပြန်တယ်ပေါ့။ဟောနောက်တစ်ခုလူတွေရဲ့တဏ္ဍမှာတွေးဝေးနေတဲ့စိတ်ဟာစိတ်တွေလေးနေတယ်။ဘာလို့အမှမသိအောင်စိတ်တွေကလေးတယ်။မောဟဖိစီးနေတဲ့အခါမှာဟိုဟာလောက်ရကောင်းလို့လို့ဒါလောက်ရကောင်းလို့လောကီကိစ္စမဟုတ်ဘူး။ဟိုတရားမှန်လို့လို့ဒီတရားမှန်လို့လို့ ਨੇ စိတ်တွေဟာလေပြီးတော့စိတ်တွေလွင့်ပြန်နေတယ်ဒါကိုဥဒ္ဒစ္စလို့ခေါ်တယ်အဲ့ဒီဥဒ္ဒစ္စစိတ်လွင့်ပြန်နေတယ်ဆိုလို့ရှိရင်စိတ်ရဲ့အညစ်အကြေးတခုပဲအဲ့ဒီလွင့်ပြန်နေတဲ့စိတ်တခုနဲ့အမှန်သိဖို့ဆိုတော့ဘယ်တော့မှမဖြစ်နိုင်ဘူးဒါကြောင့်မို့ဒီစိတ်ရဲ့အညစ်အကြေးကိုဘာနဲ့ဆေးကြောမလဲဆိုရင်သမာဓိတခုထူထောင်ပြီးတော့ဆေးကြောရမယ် ထွက်လေဝင်လေပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့တမာတိယစိတ်တွေအားလုံးကိုစုစည်းပြီးအာယုံတစ်ခုထဲပေါ်မှာစိတ်ကိုထားနိုင်အောင်ကြိုးစားခြင်းဖြင့်ဥဒိစ္စဆိုတာကိုလည်းဖယ်ရှားလို့ရတယ်ပေါ့သူနီးနေသူပဲလေအဝတ်တွေညစ်ပတ်နေလို့ရှိရင်ဆက်ပြားနဲ့ရေနဲ့ဆေးကြတယ်ချောဖွှတ်လျှော်ကြတယ်လေအဲ့ဒီတိုင်းပဲစိတ်အညစ်အကြေးတွေကိုဆိုင်ရဆိုင်ရစိတ်ထဲမှာဖြစ်ပေါ်တဲ့သဘာဝတရားနဲ့ပဲပြန်ပြီးဆေးကြောကြတာပေါ့ ဟောနောက်တစ်ခုလောဘတဲ့မျက်စိကမြင်တဲ့အာယုံပဲဖြစ်စေနားကကြားတဲ့အာယုံပဲဖြစ်စေအဲ့ဒီအာယုံတွေပေါ်မှာလိုချင်တယ်ရလာရင်တွေ့တာထားတယ်တတ်မဲ့တယ်ဆိုတဲ့ဒီလောဘမရခင်ကလိုချင်တယ်ရထားတော့ဆုတ်ကင်ထားတယ်ဆိုတဲ့လောဘဒီလောဘဟာကြီးထွားလာပြီဆိုရင်ဒုက္ခပေးတယ်မကြီးရင်တော့ဒုက္ခမပေးဘူးလားဆိုပေးတယ်လိုချင်တာ ရရင်ရမရလို့ရှိရင်တောကဖြစ်တာရပြီးသားဟာတခုဆုတ်ကင်ထားတဲ့အရာတခုဆုံးရှုံးသွားရင်လေတောကပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့လောဘဟာတောကကို မွေးထုတ်တတ်တဲ့တရားဖြစ်သောကြောင့်စိတ်ရဲ့ပူလောင်မှုတခုပဲလိုချင်နေလို့ရှိရင်လည်းစိတ်ဟာပူလောင်တာပဲလောဘကိုအကြောင်းတဏှာရာဂတွေအကြောင်းပြုပြီးတော့စိတ်ပူလောင်ပြီးမအိပ်နိုင်မစားနိုင်ဖြစ်ကြတာဒီအများကြီးရှိတာပေါ့ အဲ့ဒီပူလောင်မှုဆိုတဲ့လောဘကဘာနဲ့တိုက်ရိုက်ရှင်းတယ်လဲလို့ဆိုရင် အလောဘဆိုတဲ့လောဘကိုဖယ်ရှားနိုင်တဲ့သဘာဝတရားမိမိတဏ္ဍာမှာထူထောင်ပေးခြင်းဖြင့်ရှင်းလင်းလို့ရတယ်တဲ့နောက်တစ်ခါဒေါသအာယုန်တွေနဲ့ပတ်သက်ပြီးတော့မုန်းတီးလာတာရှိအဲ့လိုမုန်းတီးမှုတွေဖြစ်လာလို့ရှင်တရဝရီပေါ်မှာမုံတီးတာပတ်ဝန်းကျင်ပေါ်မှာမုံတီးတာ ရာသီဥရုအပေါ်မှာမုံတိတာဘယ်မှာပဲမုံတိမုံတိအလိုမကျ ဖြစ်နေတဲ့အရာတွေကိုဘာနဲ့ရှင်းရတော့ဆိုအာဓောတဆိုတာနဲ့ပဲရှင်းရတယ်။ဟောသူ့အဖြေနဲ့သူလောဘကိုအလောဘနဲ့ရှင်းတယ်ဒေါသကိုအာဓောတဆိုတဲ့မေတ္တာနဲ့ရှင်းတယ်ပေါ့။နောက်တစ်ခါမာနမာနဆိုတာကိုယ့်ရဲ့အယီအချင်းတစ်ခုကိုအာယုံပြုတ်ပြီးတော့ ထိုရည်ချင်းပေါ်မှာအထင်ရောက်တဲ့သဘောကိုမာနလို့ခေါ်တယ်။အောက်တန်းကြတယ်ဆိုရင်လည်းအောက်တန်းကြတဲ့အရည်ချင်းတစ်ခုထက်တန်းကြတယ်ဆိုရင်လည်းထက်တန်းကြတဲ့အရည်ချင်းတစ်ခုအဲ့ဒီအရည်ချင်းကိုအာယုံပြုပြီးတော့ကိုယ့်ကိုယ်ကိုအထင်ရောက်တဲ့ဟာမျိုးရသောအားဖြင့်မာနဆိုတာသူကလွန်ကဲတာမျိုးပဲကေတုကမြတာဆိုအုံနတိသူက အမြဲတမ်းအตาစည်းကနေခြင်းနဲ့အမြင့်ဆုံးမှရောက်ခြင်းနဲ့ဆိုတဲ့ဒီမာနတရားဟာလည်းပဲတရားတို့တရားများရဖို့ရာအတွက်အနှောက်အယှက်ကြီးဖြစ်တယ်ပေါ့အဲ့ဒီမာနတရားကိုလည်းပဲအမောဟဆိုတဲ့ပညာတရားနဲ့ပြန်ပြီးချိုးနှိမ်ပြီးတော့တန့်စင်ပေးရတယ်တဲ့ဒီလိုဆိုလိုတာနော်နောက်တစ်ခါဒိဋ္ဌိမှားရွေးတဲ့အမြင်တစ်ခုမှားရွေးတဲ့အမြင်တစ်ခုကိုယ်တဏ္ဍာမှာဖြစ်လာတယ် မာယွင်းနဲ့အမြင်တစ်ခုဖြစ်လာပြီဆိုတဲ့အခါဘယ်လိုဖြစ်တတ်တုံးဆိုရင်မာယွင်းနဲ့အမြင်အေးတမလွန်ဘဝတို့သိပြီးတဲ့နောက်ဖြစ်တယ်ဆိုတာဟုတ်ချင်မှဟုတ်မှာဘယ်သူသိမှာလဲသိရင်ပြီးတာပဲနောက်ဘဝဆိုတာမရှိဘူးဟောရှိရတဲ့အဲ့မရှိဘူးလို့ထင်ရင်ဒါမာယွင်းနဲ့အမြင်တစ်ခုကံကံရဲ့အကျိုးဆိုတာမရှိဘူးကံကံရဲ့အကျိုးဆိုတာမရှိဘူး မရှိဘူးလို့ရှိရတဲ့အတန်းမရှိဘူးလို့ထင်လို့ရှိရင်လေဒါမာရွယ်နဲ့အမြင်တစ်ခုပဲမမမကံတွေးတောဆင်ခြင်ခြင်းဖြင့်တန်တရာဝုကလွတ်တယ်ဆိုတဲ့အတွေးတော်တွေမှန်သမျှဟာလေမာရွယ်နဲ့အမြင်လေးကြည့်တယ်နောက်တစ်ခါဒီခန္ဓာကိုယ်ထဲမှာသာဝရမြဲတဲ့အသက်တို့လိပ်ပြာတို့ဝိညာဉ်ကောင်တို့ရှိတယ်ဒီဘဝကသိရင်နောက်ဘဝမှာဝင်စားတယ်လို့တဘာဝကိုကြော်လွန်ပြီးတော့တွေးတာတွေဟာ မာရွင့်တဲ့အမြင်တွေပဲအဲ့ဒီမာရွင့်တဲ့အမြင်ကိုဗာနဲ့ဆေးကြောလို့ရတယ်လို့ဆိုရင်မှန်ကန်တဲ့အမြင်လို့ဆိုတဲ့တမ္မာဒိဋ္ဌိနဲ့ပဲဆေးကြောလို့ရတယ်တဲ့မှန်ကန်တဲ့အမြင်ရအောင်တရားဓမ္မနာယူခြင်းမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ခြင်းဆိုတာတွေနဲ့တမ္မာဒိဋ္ဌိဆိုတာဖြစ်ပေါ်လာနိုင်တယ်ပေါ့အေးကောင်းငင်ပုံကသာဝရဖះကကိုယ်ကိုကဲတာမဟုတ်ဘဲနဲ့ကဲတယ်လို့ထင်နေရင်လည်းမှားရွံ့တဲ့အမြင်တစ်ခုပဲ ဖះကພັນစင်းတာမဟုတ်ပဲနဲ့ພັນစင်းတယ်လို့ယူဆလို့ရှင်လေမှားရွေးတဲ့အမြင်တစ်ခုပဲပေါ့တကယ်မှမພັນစင်းတာကိုພັນစင်းတယ်လို့ထင်နေလို့ရှင်မှားတာပဲပေါ့အေးအဲ့ဒါလို့မှားတဲ့အမြင်တွေဟာလည်းပဲမကောင်းတဲ့ဘက်ကိုဥတီပြီးတော့သွားရတယ်တဲ့ဒါကိုမှန်ကန်တဲ့အမြင်တစ်ခုနဲ့စေကြောတန့်စင်ပြရမယ်လို့ဒီလိုပြောတယ်နော်စိတ်ရဲ့အညစ်အကြေးတွေဆိုတာဆိုင်ရာဆိုင်ရာ စင်ကြယ်စေနိုင်တဲ့အရာတွေနဲ့ပဲဆေးကြောပေးရတယ်ဣတ္တာတို့မစ္ဆရိယလူတွေရဲ့စိတ်ထဲမှာဣတ္တာဆိုတာကိုယ့်ရဲ့တာရင်မနာလိုဖြစ်တယ်မနာလိုမှုဟာကြီးထွားလာတဲ့အခါမှာဘလောက်ထိအောင်ဆိုးတော့ဆိုတဖက်သားကိုရံလို့တည်ထိအောင်ဖြစ်လာတတ်တယ်ပေါ့နော်တဖက်သားပျက်စီးရပျက်စီးချောင်းနေကြံစည်လာတတ်တယ်အဲ့ဒီဣတ္တာဆိုတဲ့အညစ်အကြေးကို ဘာနဲ့ဆေးကြရမလဲလို့ဆိုရင်မုရိတာဆိုအပရီရှေးတစ် join လို့ခေါ်တယ်မုရိတာတရားဝမ်းသာနိုင်တယ်အဲ့ဒါနဲ့ဆေးကြရမယ်လို့ဒီလိုဆိုလို့မြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာသူ့အဖြေနဲ့သူရှိတယ်နော်သူ့အဖြေနဲ့သူရှိတယ်မကောင်းတာတွေကိုကောင်းတာတွေနဲ့ရှောင်ကွင်းဆေးကြလို့ရှင်တန့်စင်သွားတယ်နောက်တစ်ခါမစ္စရိယ မစ္စရိယဆိုတဲ့စိတ်ရဲ့အငြိကြေးတစ်ခုကဘယ်လိုဟာတော့စဲကိုယ့်အတွက်သာစဉ်းစားတယ်ငါအခြေအနေမျိုးသူများစီမဖြစ်ပါစေနဲ့ငါချမ်းသာသလိုသူများတွေမချမ်းသာပါစေနဲ့ဒီလိုအတွေ့လည်းပဲမစ္စရိယနောက်တစ်ခုက ကိုယ်ပိုင်တဲ့ပစ္စည်းကိုသူများတွေကင်ကြည့်တာမကြိုက်တာကအစနော်ပစ္စည်းနဲ့ပတ်သက်ပြီးတော့နှမျောတွန့်တုံမှုတွေမစ္စရိယလို့ခေါ်တယ် အဲ့ဒီမစ္စရိယဆိုတဲ့အညစ်အကြေးတွေမိမိတဏ္ဍာမှာဖြစ်လာပြီဆိုရင်ဘာနဲ့ဆေးကြောအောင်တတ္တာဆိုတာနဲ့ဆေးကြောအောင်ယုံကြည်မှုကံကံရဲ့အကျိုးကိုယုံကြည်တယ်ကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့ရက်ရောတယ်ကောင်းတဲ့အတွေးတွေနဲ့တွေးတယ်ဟောမစ္စရိယတရားကိုဒီလိုကောင်းတဲ့ဘက်ကနေစဉ်းစားပြီးတော့ပြန်လည်ဆေးကြောပေးရတယ်ဒီလိုဆိုလိုတာပေါ့နော် ုတ်ကုတ်ဆဆိုတာတခုခုလုံးမိပြီးတော့ကောင်းတဲ့အလုတ်ကိုမလုံးမိဘူးမကောင်းတဲ့အလုတ်ကိုလုံးမိလုံးမိပြီးတော့နောင်တပူပန်ပြီးတော့နေတဲ့ကုတ်ကုတ်ဆစိတ်ထဲမှာပူးနေတဲ့အရာတခုဘာနဲ့ဆေးကြောရမလဲလို့ဆိုရင်မှန်ကန်တဲ့အတွေ့တခုနဲ့ဆေးကြောစဉ်းစားကြည့်လိုက်လေဒီလိုပူးနေတာဟာအဖြေလားအဖြေမဟုတ်ဘူးလားပူးနေသည့်အတွက်ကြောင့် လုံမိတဲ့ဟာက ပြန်ပြင်လို့ရမလားမရဘူးမလုံမိတဲ့ဟာရောပြန်ယူလို့ရမလားမရဘူးအဲ့တော့ပူးနေခြင်းသည် အလကားပဲအကျိုးမရှိဘူးဆိုတဲ့မှန်ကန်တဲ့အတွေ့အကြုံနဲ့တွေးပြီးကိုကုဆဖြစ်နေမဲ့အစားလှုပ်တဲ့လှုပ်ထိုက်တာကိုပြုလုပ်ခြင်းဟာမှန်ကန်တဲ့အဖြေတစ်ခုပဲလို့ကိုကုဆကိုလည်းပဲမှန်ကန်တဲ့အတွေ့ယောနိတော်မနတိကာရနဲ့တန့်စင်စေကျော်ပြည့်ရမယ်လို့ဒီလိုဆိုတာနော် အဲ့တော့စိတ်ရဲ့အညစ်အကြေးတွေဟာအိဒါမစ္စရိယကုတ်ကုသဌိနမိဋ္ဌနော်စိတ်ရဲ့အညစ်အကြေးတခုဌိနမိဋ္ဌဆိုတာကုသကောင်မှုလုပ်ပြီးဆိုရင်စိတ်မပါဖြစ်လာစိတ်တွေတွန့်ဆုတ်အဲ့တော့စိတ်တွန့်ဆုတ်လာတယ်စိတ်မပါဘူးစိတ်ရှင်လန်းမှု မရှိဘူးဆိုတော့ဌိနမိဋ္ဌဆိုတော့ဒီအကုသိုလ်တရားဝင်လာလို့ရှိရင် ကုသိုလ်ဘက်ကနေတွန့်ဆုတ်သွားသူ့ကိုတော့ဘာနဲ့ဆေးကြောရအောင်ဆိုတော့ မမကန်ကစဉ်းရင်စဉ်းစားပြီးဝီရိယကိုတိုးမြင့်ပေးခြင်းအားဖြင့်ကြိုးစားရတယ်ဝီရိယနဲ့ပဲစေကြောပြစ်လို့ရတယ်လို့ဒီလိုဆိုလိုတာနော်နောက်တစ်ခါတန်တရာပွားနေတဲ့ဝိသိကိစ္စဝိသိကိစ္စဆိုတာတစုံတစ်ခုမဆုံးဖြတ်နိုင်လို့စဉ်းစားလိုက်ရင်စိတ်ထဲမှာပင်ပန်းသွားအေးလွန်ခဲ့တဲ့2500ကဖះပွင့်ခဲ့တယ်ဆိုတာဟုတ်သလားဒီတရားတွေဖះ ရောဟုတ်သလားဆိုတော့ဒီတန်တရားဝင်နဲ့အတွေးတွေနဲ့တွေးပြီးတော့မဖြစ်နေလို့ရှိရင်စိတ်ပင်မမှုတွေဖြစ်လာတယ်အဲ့ဒီစိတ်ပင်မမှုဆိုတဲ့ဝိသေကိစ္စကိုဘာနဲ့ဆေးကြောရလဲလို့ဆိုရင်တတ္တာတို့ပညာတို့နဲ့ဆေးကြောပေးရတယ်တဲ့အဲ့ဒါလို့ဆေးကြောပေးလိုက်မှစိတ်ရဲ့အညစ်အကြေးကင်းဝေးသွားတယ်